performance ဦးစားပေးထားတယ်ဆိုရယ် Remy ရဲ့ KCV line အထက်ကဒီတစ်ခါနောက်ဆုံးထွက်ထားတဲ့ Boss Audio နဲ့ collaboration လုပ်ထားတယ်ဆိုရယ် Remy ရဲ့ K90 Pro Max ဆိုတဲ့ဖုန်းကြောင်းလို့တို့ရှင်းလင်းပြပြပေးမယ်။ဆိုတော့ဒီ K90 Pro Max ကဘယ်သူတွေအတွက်ဖြစ်မလဲ။ဘာတွေပိုကောင်းလာလဲ။ဒီအကြောင်းလေးကိုဆက်ပြောကြရအောင်။ ထူကြတာကတော့ဒီနှစ်မှာ Ultra ဆိုတဲ့နာမည်နဲ့မဟုတ်ဘဲနဲ့ Pro Max ဆိုတဲ့နာမည်လေးဖြစ်သွားတာ။အဲဆိုတော့ကျွန်တော်တို့တွေပထမဆုံး display panel တွေစပြတာပေါ့။ဒီ K90 Pro Max ရဲ့ display က6.9 inch ကိုမှ AMOLED display ကိုသုံးပေးထားတဲ့ 120Hz နဲ့ပဲ။ပြီးတော့ရွတ်မြအကုန်ပါသေးရယ်။ Pentium Dimming ဆိုလည်း2560 ठी ထည့်ထားပြီးရယ်ဆိုတော့မျက်စိရပါရဲ့။နည်းနည်းပါမောင်ထဲမှာသုံးတဲ့အခါသက်တမ်းမျိုးတွေလည်းရှိရယ်။သဘောချမိတာက6.9 inch ကိုမှသူက bezel ပုံ bezel လေးတွေတော်တော်လေးပါသွားတာဖြစ်တဲ့အတွက်လက်ထဲမှာသုံးရတာဘာညာကြည့်ရတာတကယ်ကို display ကအကိတ်ကြီးလို့ခံစားရတယ်။ တလက်စားတဲ့ display ဘိုင်းပြီးတော့ performance ဘိုင်းကိုဆက်ပြီးပြောတာပေါ့ performance မှာဆိုရင် Redmi ရဲ့ D90 Pro Max မှာ Snapdragon 8 Gen 5ကိုထည့်ပေးထားတယ်လက်ရှိ latest and greatest ဆိုတဲ့ SoC ကိုထည့်ပေးထားတာဆိုတော့ကြိုက်တဲ့ gain တွေကြိုက်သလိုဆော့လို့ရတယ် performance က AAC ပဲပြီးတော့ Redmi ရဲ့ K series line ဖြစ်တဲ့အတွက် performance ဘိုင်းကလုံးဝပူစရာမလိုဘူး Redmi ရဲ့ K series ဆိုပြီးတော့ camera တွေပါတော့သွားပြီးအထင်သေးလို့မြင်ရအောင်ဒီတစ်ခါ Redmi K90 Pro Max D ဖုန်းမှာ တယ်လီဖိုတိုပယ်ရီစကုပ်ပါထည့်လာပြီးပွားရင်ကင်မရာဆိုလို့ရှိရင်ဒီကောင်က50 megapixel main camera တစ်လုံးရယ်50 megapixel တယ်လီဖိုတိုတစ်လုံးရယ်50 megapixel ultra wide တစ်လုံးရယ်ထည့်ပေးထားတယ်ဘက်ကင်မရာတုံးလုံးလုံးက50 megapixel လေးပဲပုံတွက်တွေပါရတဲ့တော်တော်လေးကိုမှအဆင်ပြေတယ်တယ်လီဖိုတိုပယ်ရီစကုပ်ပါဖြစ်တဲ့အတွက်ဇွန်ရိုက်တဲ့အခါတွေ optical zoom နေပါရတဲ့အခါမှာတိတိလင်းရှိရယ် optical zoom ကိုကြော်ပြီး digital zoom နဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်းပုံတွက်လေးတွေကလက်ခံလို့ရတယ်အဆင်ပြေတဲ့အနေအထားမှာရှိရယ် selfie နည်းနည်းရော32 megapixel ထည့်ထားပေးရယ်ဆိုတော့ K series အနေနဲ့ကင်မရာဘိုင်းကလည်းဘာမှတိတ်ပြီးပူပြမရှိဘူး ဒီဖုန်းရဲ့အထူးခြားဆုံးအချက်ကတော့ဒီတစ်ခါလာပြီပေါ့နော်ဒီကောင်ကဒီ speaker ပေါ့ဒီကောင်ကဒီ boss speaker နဲ့ပြောရရင် boss audio နဲ့ collaboration လုပ်ထားတာဖြစ်တဲ့အတွက် speaker ဘိုင်းကိုတော်တော်လေးကိုမှအားဆိုင်ထားတယ်ပြောရရင် audio ဘိုင်းကိုအားဆိုင်ထားတာပေါ့အဓိကရွေးချက်ကလည်း entertainment ဘိုင်းသုံးတဲ့အခါ gain တွေဘိုင်းဆော့တဲ့အခါငကြက်တွေဘိုင်းမလို speaker နဲ့ AAC ဖွင့်ပြီးတော့ဆော့လို့ရတယ်ဒါမှငကြက်တွေဘိုင်းရှုပ်တယ်ဘိုင်းက ပေါ့ဗျာအဲတခုတော့ရှိရပေါ့ဒီ bot audio နဲ့ call လုပ်ထားတဲ့ speaker အရန်ကောင်းနေဆိုပြီးတော့လမ်းသွားရင်းနဲ့တော့ကားပေါ်မှာပေါ့တော့မဖွင့်သေးကြအောင် speaker အရန်ကောင်းတော့သူများကနောက်ဆက်ဖြစ်မှာဆိုလို့ဆက်ပြီးတော့ battery ဘိုင်းကိုဆက်သွားမယ်ဆိုရင်ဒီကောင်းမှာ battery အနေနဲ့8560 mAh ကိုထည့်ထားပေးရဲ100 watt fast charging ပါမယ်ပြီးတော့ fingerprint နဲ့ဆိုရင် ultrasonic fingerprint တော့မိတာဆိုတော့ခြုံပြောမယ်ဆိုရင်တော့ဒီ Redmi ရဲ့ K90 Pro Max ကတော်တော်လေးကိုမှ certification အရာရောတကယ်သုံးရတဲ့ပုံစံအရာရောတကယ်ကို K series ပြီးသားတယ်တော်တော်လေးလည်း မိုက်တယ်ကင်မရာဘိုင်း display ဘိုင်းဘက်ထရီဘိုင်း audio ဘိုင်းဘာဆိုဘာမှအပြစ်ပြောကြမရှိအောင်တော်တော်လေးလည်း fine လာတဲ့ကောင်လို့ပြောလို့ရတယ်ဆိုတော့ဘယ်သူတွေအတွက်ဖြစ်မလဲဆိုရင်တော့ဒါရှင်းပါတယ် KCV ကိုကြိုက်တဲ့သူတွေအတွက်ဒါ gaming performance ဦးစားပေးနေတဲ့သူတွေဝယ်လို့ရတယ်လို့မျိုးကိုက audio ဘိုင်းသဘောကျတယ် entertainment ဘိုင်းကိုတုံးကျင်တယ် all round ငါးကောင်တုံးကျင်တယ်ဆိုတဲ့သူတွေအတွက်လည်းဒီ Redmi K90 Pro Max ကိုရွေးလို့ရပါပြီအရင်လိုမျိုး performance တစ်ခုတည်းတည်တည်တန့်အရန်ကောင်းတာမျိုးမဟုတ်တော့ဘူး ဒီလောက်ဆိုရင်တော့ Redmi ရဲ့ K90 Pro Max ကိုဘယ်လိုလိုတွေဝယ်သင့်တာလဲကိုကဒီဖုန်းကိုဝယ်သင့်တယ်လို့လားမဝယ်သင့်တယ်လို့လားဆိုတာလောက်ဆိုရင်သိသွားတော့ပြီလို့ထင်တယ်ဆိုတော့ကိုလိုလိုဆိုရင်ရော K90 Pro Max ကိုဘယ်လိုမျိုးမြင်လဲသူရဲ့ Boss Audio ရောဘယ်လိုသဘောရလဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါအောင်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီပါ Yangon Mobile Store